กูยี่เด็ดชัวร์นี้มาเอ่อเจ้าลูกค้านี่ทำยาดีได้จ่าเลยสีกูกากเวนไนมาตั้งลาเลยพระพูดดานี่เนี่ยมีด้วยมากากเวนไนมาอุกย่เด็ดชัวร์นี้มาเอ่อเจ้าลูกค้านี่ทำยาดีได้จ่าเลยสีกูกากเวนไนมาตั้งลาเลยพระพูดดานี่เนี่ยมีด้วยมากากเวนไนมาอุกยาอ๋อโลสซสีโอไตไตบิดอไอ้ที่สีโอไตไตบิดอดามยาเยไตบิดโลกว่าไอ้เจนังอาไตไหมมากากว่า ကာကွယ်ရတဲ့နီးတနည်းရှိတယ်အခုတခါအဲဖျံငါးစုမှန်ပေါ့ရွာမပြုံးနော်ဖျံငါးစုပေါ့ပြောမွေနဲ့ရှမ်းပြည်နယ်နဲ့အဆက်မှာကြက်တိုက်တော့အကိုလို့ကျွန်တော်ချက်ကိုလည်းခြေတော့တီရောအကုံလေဘင်းရောပါတော့ရေဝင်းနဲ့တုတ်ခိုင်းတာတုတ်ခိုင်းအဲ့ခြေတော့တီရောရေစီးပြီးဇလုံးညက်နဲ့ညှက်ထက်ကိုယ်ဇလုံးနဲ့ကိုသူ့ချက်ကိုလည်းအဲ့ခြေတော့တီပါတယ်တုတ်ခိုင်းပြီးတော့အဲ့ဇလုံးနဲ့ညှက်ထက်ညှက်ထက်ပြီးအဲ့ဒီရေကို ကျွန်တော်ကတိုက်တယ်လို့အဲ့ဒီလူကိုတိုက်ခိုင်းပါလို့ပြောတာအဲ့ဒီလူတွေကနောက်ဆုတ်သွားတာလရင်လွတ်လရင်ပေါ်73သိန်းနဲ့မများဘူးလရင်73သိန်းနဲ့အဲလွတ်တာကိုသူတို့ကမတိုက်ရတော့ဘူးအဲ့တိုင်းလို့အခုနောက်ပိုင်းကြက်တိုင်းနေပေါ့ဗျာကျွန်တော်ဒါအကြံပေးတာပါကြက်တိုင်းနိုင်ကြက်တိုင်းနိုင်မြန်မာနိုင်ငံမှာရှိတဲ့ကြက်တိုင်းများကျွန်တော်အဲ့တိုင်းဒီမဲ့ဒါကျွန်တော်ချက်ကိုရေးဒီပါတယ်အုံတော့တာဒီ အဝတ်ဆုံးအဝတ်နဲ့တုတ်တာပေါ့အဝတ်ပတ်သန်းတာလေးနဲ့ဒီတုတ်တယ်ဒါတွေတုတ်ပေးတယ်ရေနဲ့တုတ်ပေးပြီးဒီရမတ်တွေတုတ်ပေးတယ်ဒီအတောင်ကုန်းတွေဒီနေရာတွေတုတ်ပေးတယ်တုတ်ပေးပြီးတော့ဒီရေစလုံးထဲကိုကြက်ကိုထည့်လိုက်တယ်ဒီခြေောက်တွေပါဒီပို့ရဆေးပြီးတော့အဲ့ဒီအဲ့ဒီရေကိုပေါ့အောက်ကရေရောအပေါ်ကရေရောနှစ်ထည့်ပြီးတော့ဒီမဲ့ဒီကျွန်တော်ကြက်ကိုဒီလိုရေညှစ်ပြီးတော့အဝတ်ဆုံးကိုရေညှစ်ပြီးတော့ကျွန်တော်ကြက်ကိုဒီလိုတိုက်ပြတယ်ခင်ဗျားတို့ကြက်လည်းအဲ့လိုတိုက်ပေးလို့ပြောတယ် စက်တသိန်းထက်တာခဲ့လူကပွဲဖြစ်တယ်ဆိုပြီးတော့အဲ့မှကြက်ဘလို့ဖြစ်တုံဆိုကြက်တိုင်းကနေပြီးအကောက်မင်းတို့ခံရမယ်လို့ပြောတာအဲ့တုန်းကတခါပြဿနာတက်တာရိုးရိုးနဲ့နဲ့အဲ့ဒါအကိုအကိုပထမဦးဆုံးစပြောတာစပြောတော့အဲ့ဒီကြက်တိုင်းကနေပြီးတော့ကျွန်တော်တို့ကတိုက်ရဲတယ်ဒါပေမဲ့ရေတိုက်ပြီးမှရေတိုက်ပြီးမှကျွန်တော်တို့ကတိုက်မှာအဲ့တိုင်းပြောတာအဲ့တိုင်းပြောတော့ဒီဘောက်လို့တည်အောင်ဆိုတော့တည်တာလေဒီဒီပေါ့ ဒီအမွှေးတုပ်ဆေးဒီအမွှေးတုပ်ဆေးတို့အပြော့တုပ်ဆေးတို့အတက်တုပ်ဆေးတို့တုပ်လာတဲ့ကြက်ကခဝေးဝေးကနေကြည့်ရင်ဝင်းဝင်းလေးဖြစ်နေဝင်းဝင်းလဲလဲလေးဖြစ်နေအယောင်လေးတန်းနေအဲခဝေးဝေးကနေနေနဲ့ရိုက်လိုက်ရင်ပေါ့နိုင်လဲလဲလေးဖြစ်နေအဲ့ဒါကိုသိရသိလို့မို့အဲ့ဒီကြက်ကိုရေးဆေးပြီးတော့တိုက်ခိုင်းတာကြက်တိုင်များကြက်တိုင်နိုင်ကြက်တိုင်နိုင်အကြံပေးတာကကြက်တိုင်များကိုအကြံပေးတာအမုန်းခံပြီးအကြံပေးတာကြက်ကိုရေဝဲနဲ့တကူလုံးလိုက်တော့တုပ်ပြီးရင်ခြေတော့တွေလိုက်တော့ အဲရေဝက်ကိုရေဆော့ဆော့ပြီးအဲ့ဒီရေကိုညှက်ပြီးတော့တိုက်ပြရမယ်ပြီးပြီဆေးတွေပါတွေနောက်ပေါ်ရာကိုကြောင်းမရှိဘူးကျွန်တော်ပြောတာနော်ဒါရေအနုံရေခွက်ကြတော့တက်ခွက်ထဲထားရေခွက်ကြတော့တက်ခွက်ထဲထားဒီတချို့ကြတော့နှစ်ခွက်ထားတာတွေတွေ့ဘူးတယ်ရေခွက်ကြတော့ဒီတစ်ခွက်ထဲထားဒီဘုံကိုအပွားနေဆွဲချအပွားနေဆွဲချအပိုးတင်းထဆွဲချပြီးဘေးကိုဆွဲချအောက်ချနဲ့တစ်ပိုင်းတစ်ဖက်အပေါ် မြောက်တင်လာပြီးတာနဲ့တင်းနှစ်သုံးအကျန်နှစ်ယောက်လုံးပြီးပြီလားပြီးပြီဆိုတော့တပင်းနဲ့ရေပုံကိုထက်ဆွဲတင်လိုက်တာတင်ပြီးတော့ခြီထားတာအဲ့ဒါမျိုးစနစ်တင်နဲ့လုပ်ရင်ဒီဆေးကပပရောက်ပါတယ်အဲအဲ့ဒါဆိုရင်စားဖာလုပ်တရတဲ့မအဇက်ဆိုပြောလိုက်ပြီးကြမှာမတိုက်ရတဲ့လူကောက်ခါပြီးပြီဒါနောက်ကြက်တိုင်များဒါပြောပြပါတယ်တချို့ကြတော့ကြက်တိုင်နဲ့ပေါင်းချတာဒီကျွန်တော် စော့ပြေးမိတာကြက်တိုင်ကလောက်တယ်လို့ပြောတာအဲ့ရွာသားကပြောတာပါအဲ့ရွာသားကပြောတာအဲ့ဒါမျိုးတွေကမလုံးတင်ဘူးကောကိုကတိုင်လုံးမယ်ဆိုရင်အဲ့ဒါမျိုးမလုံးတင်ဘူးအားလုံးကိုလေးစားပါတယ်မှန်ကန်တာပြောတဲ့အတွက်ဆဲမယ်ဆိုရင်ဆဲနိုင်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်အမှန်ပြောတဲ့အတွက်ဆဲတာဆဲဘာမှဖြစ်ဘူးမမှန်တာပြောပြီးဆဲခံမှလာကြောက်တာငါဘာလို့ဆဲအောင်မှန်တာပြောလို့ဆဲတာဆဲဘာမှဖြစ်ဘူးအားလုံးကျေးဇူးတင်ပါတယ် ဲ့ဒီနီလေးတွေနဲ့ဆိုရင်ကျွန်တော်တို့နိုင်ငံမှာဆေးပြောက်ွယ်သွားနိုင်ပါတယ်ဟုတ်ကဲ့ဒါကျွန်တော်ကအကြံပေးညွှန်ပြခြင်းပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲကိုယ့်ရဲ့အမြင်လေးတွေကိုကွန်မန့်ထဲမှာဝင်ပြီးရေးပေးနိုင်ပါတယ်မိသူမဆိုရေးနိုင်ပါတယ်ကြက်တိုင်းလည်းရေးနိုင်ပါတယ်ကြက်ပိုင်လည်းဝင်နေတဲ့ဝါသနာရှင်လည်းရေးနိုင်ပါတယ်ဆရာကြီးတွေလည်းရေးနိုင်ပါတယ်အားလုံးကိုလေးစားလျက်ပါဗျာ